လိုဟလိုမင်္ဂလာပါငယ်ချင်းတို့အားလုံးကျန်းကျန်းမာမာချမ်းသာတော်တော်ပျော်ပျော်ရွှင်ရွှင်ပဲရှိကြရဲ့လောက်ခင်ဗျာငယ်ချင်းတို့အားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေလို့ဆုတောင်းပေးပါကျွန်တော်မလေးရှားကြီးတော့ဗျာကျန်းကျန်းမာမာမရှိဘူးဗျာ မလေးရှားကြီးအဖမ်းစီးတွေရန်ကြမ်းနေတယ်မင်းညားကကျွန်တော်တို့အိမ်သားမှာအာဖမ်းသွားတာပေါ့နော်ဖမ်းသွားတာတော်တော်လေးပါသွားတယ်မြန်မာအလုံသမားတွေရောအိန္ဒိယတွေရောအဲ့ဒါတွေကိုအိမ်ပေါ်ကနေကြည့်ပြီးတော့စိတ်မကောင်းတော်ပေမဲ့လေကိုကိုရန်လည်းဘာမှဝင်ရောက်ပြီးတော့ဆွမ်းဆောင်နိုင်စွမ်းမရှိဘူးဗျာ ဒီနေရာလေးဟာတအားတိုက်တယ်ဗျအတားကကောင်းကောင်းမိမယ်မမိမယ်မသိအေးတငယ်ချင်းတို့ဒီနေ့လေမျှဝေခြင်းနဲ့စကားလေးတစ်ခုရှိညကမြန်မာပြည်အမနဲ့စကားပြောရင်းနဲ့အမအတိပေးတယ်အမတတိပေးတယ်ဇလန်းလေးပေါ့နော်အဲ့ဒီ မိဘတွေအကြောင်းပြောရင်းနဲ့ပေါ့ဗျာတတိယခဲ့တဲ့ဇလန်းလေးအဲဇလန်းလေးရောကျွန်တော်ရဲ့ဖခင်ပြောပြခဲ့တဲ့အဖေရဲ့ငယ်စဉ်ကလေးဘဝကလေးတော့မဟုတ်ဘူးဗျာလူငယ်ပေါ့လူငယ်လူပြိုပေါ့ပေါ့နော်၁၄၁၅အရွယ်ကသူလည်းပြေးလောဆော့ကစားတဲ့အရွယ်ပေါ့ဗျာ အဲ့ဒီရွယ်တုံးကအာသူဖြစ်ရမှာတခုပေါ့သူကျွန်တော်တို့ကိုပြောပြခဲ့တဲ့ဟောသူကျွန်တော်တို့ငယ်စဉ်ကလေးဘဝမှာကျွန်တော်တို့ပြန်ပြောပြခဲ့တဲ့သူကြုံတွေ့ခဲ့တဲ့ဖြစ်ရမှာတခုပေါ့နော်အဲ့တော့ဒီနေ့တကယ်ချင်းတို့ကျွန်တော်အဲ့ဒါပြောပြမယ်ရောအဖေတို့ကငငယ်တုန်းကဗမာနေလဲဆိုတော့မအူကုန်းတို့ခေါ်တဲ့ မင်္ဂလာတောင်ညွန့်ပေါ့ဗျာအဲ့တော့အခုကျွန်တော်တော့အသက်50ရှိပြီကျွန်တော်အဖေငယ်စဉ်ကဆိုလွန်ခဲ့တဲ့နှစ်ပေါင်း100လောက်ကပေါ့ဗျာနော်အခုခေတ်ကာလလိုမျိုးတော့မဟုတ်ဘူးပေါ့အနည်းဆုံးမရှိဘူးဆိုတော့နှစ်80 80ပတ်ဝန်းကျင်လောက်တော့ရှိမှာပေါ့အဖေပြောတဲ့ဇာတ်လမ်းအဲ့တော့ အဖေကတော့ဖြည့်ရမှဇလန်းတစ်ခုအနေနဲ့ပြောပြခဲ့တာပေါ့ကြောသူတို့ငငယ်ဆုံးကသူတို့ရက်ကွက်တဲမှာဖြစ်ခဲ့တဲ့ဇလန်းလေးပေါ့အဲ့တော့အတိအကျတော့ကျွန်တော်လည်းနာမည်တွေပါတော့မမှတ်မိတော့ဒါပေမဲ့ဖြစ်ခဲ့ဖြစ်ခဲ့တဲ့ဇလန်းကိုတော့ပြောပြမှာပေါ့နော်ဖြစ်ခဲ့တဲ့ဇလန်းကဘလို့လဲဆိုတော့ဗျသူတို့ကတငယ်ချင်း၃ယောက်ရှိတယ်အဲ့ဒီချင်းတော့အဲ့ဒီတငယ်ချင်းတွေကဘာမှမွတ်စလင်လို့ခေါ်တဲ့ အာအဖေပြောတော့အဖေတို့ဆရာဆရာကြီးကိုတော်လို့ပြောတယ်ဆရာကြီးကိုတော်သူဖွင့်ထားတဲ့ကျောင်းပေါ့မြတ်ဘာမမွတ်စလင်ကျောင်းဆိုတော့အဲ့ဒီကျောင်းမှာပြီးလို့ကျောင်းတက်တယ်အဲ့ဒါအဲ့ဒီကျောင်းမှာကလက်ဝှေ့ထိုးတာတို့ရေကူးရေကူးတာတို့တိရစပိန်စီတာတို့အဲ့ဒီကျတော့ရဲတာတော့အားကားစားကိုဆရာကြီးကအရန်အားပေးတယ်ပေါ့အဲ့မှာကျောင်းသား၃ယောက်ရှိတယ်တဲ့အဲ့ဒီကျောင်းသား၃ယောက်ကရေကူးရမ်းတော်ရေကူးချန်ပီယံတယ် ဆရာကြီးကတို့လုံးဝ trainer တော့နိုင်ငံကိုစားပြုမြန်မာနိုင်ငံကိုစားပြုအရှိတောင်းအရှာမပြိုင်မယ်ပေါ့နော်အဲ့လိုမျိုး trainer တော့ဗျာလေးရတိုင်လုံးတော့ကင်မရာကလှုပ်အဲ့တော့သူတို့တွေဗမာကူးရလဲဆိုတော့ကျွန်တော်တို့ကလဝိတ်ကန်ကြီးကမှကူးကြတယ် အဲ့တော့အဲ့ဒီခေတ်အဲ့ဒီအချိန်တုန်းကကလဝိတ်ကန်ထဲမှာကလေလောရွက်တိုက်တွေရှိတယ်ဟိုရွက်လွင့်တဲ့လေတွေရှိတယ်ဗျအဲ့တော့ပြီးတော့ကလဝိတ်ထဲမှာကျွန်းတွေရှိတယ်တဲ့ကျွန်းလေးတွေကျွန်းလေးတွေအများကြီးရှိတယ်ကျွန်းလေးကျွန်တော်တို့လည်းမှတ်မိသလောက်ကျွန်တော်တို့မြမမြမပြည်မှာနေခဲ့စဉ်ကျွန်တော်မှတ်မိသလောက်လည်းအဲ့ဒီကလဝိတ်ထဲမှာကျွန်းလေးတွေရှိတယ်ဗျကလဝိတ်ရေကန်ကြီးထဲမှာပေါ့နော်အဲ့တော့ဒီကင်မရာကြီးကြည့်ပြီးပြောမနေတော့ဘူးကြည့်နော်ကျွန်တော်ကျွန်တော်ပြောနေတယ် အဲကလဝိတ်ကန်ကြီးထဲမှာအဲကျွန်းလေးလိုရှိတော့သူတို့တငယ်ချင်းတွေကမနစော်ကြီးဆိုရင်အဲကလဝိတ်ကန်ဒီကျွန်းကနေဟိုကျွန်းဟိုကျွန်းကနေဟိုကျွန်းအဲ့လိုမျိုးပေါ့ဗျာကူးတာပေါ့နော်ညနေဆိုရင်လည်းသူတို့အဲ့လိုကူးကြတော့ပေါ့အဲ့တော့တငယ်ချင်းက၃ယောက်ရှိတာသူတို့ကအရင်တော်တယ်ရေကူးဘယ်လောက်ထိဆိုရင်တငယ်ချင်းတွေတော်လဲဆိုရင်အကျွေးစီကိုလှမ်းပစ်လိုက်အဲ့သူ ရက်ကြည့်နေတယ်နော်ခမားပြက်လိုက်အကျွေးစီကိုခမားအကျွေးစီကိုခမားအမတ်သားပေးထားလိုက်တယ်ခမားအကျွေးစီကိုခမားအမတ်သားပေးထားပေးပြီးသွားရင်ခမားပြက်လိုက်အဲ့ဒီပလုံးဆိုရေထဲကိုကြာသွားတာနဲ့ခါရဒိုင်မင်းထိုးစင်းသွားတာပြီးသွားရင်အဲ့ဒီအကျွေးစီကိုပဇက်ပဇက်မှာကိုက်ပြီးပြန်ယူလာအဲအဲ့တော့အထိအဲ့ဒီခလေးတောင်းရောကခလေးတော်မဟုတ်အဲ့ဒီဂျင်မှာသူတို့လည်းလူကြီးပေါ့ဗျအဲ့လောက်အထိ ကျွမ်းကျင်နေတော်တယ်ပေါ့နော်အဲ့ဒီလူတွေတော့ပေါ့တကယ်ဘာဖြစ်လဲဆိုတော့သူတို့ညနေဘက်ကိုညနေဆောင်နေဝင်ကျင်တော့သူတို့ရေကွင်းရေကွင်းနေတယောက်ကကျုံးပေါ်မှာအမျိုးသမီးတယောက်နဲ့သွားဆုံတယ်ကျုံးပေါ်မှာနော်ကလဝိတ်မှာမဟုတ်ဘူးနော်ကျုံးပေါ်မှာဆက်တော့ကြာကလဝိတ်မှာအမျိုးသမီးတွေအများကြီးရှိတယ်ဗျကျုံးပေါ်မှာကျွန်တော်ပြောရေလေကောင်ကကျုံးပေါ်မှာအမျိုးသမီးတယောက်နဲ့သူဆုံတယ် အဲ့တော့သူကလည်းထင်တာဒီအမျိုးသမီးလေးကသူ့လိုပဲကိုလိုပဲရေကူးနေတာပေါ့။အော်နောက်တည်းကူရင်ကူရင်လည်းအဲ့လိုပဲသူခဏခဏကြုံ။ကြုံတော့မှသူစိတ်ဝင်စားတာဒီအမျိုးသမီးရဲ့ရေကူးတော့မဖြစ်နိုင်ဘူး။ဘာဖြစ်လို့လဲ။သူဝစားစင်ရင်သာရေကူးဝစ်စုံလည်းမဟုတ်ဘူး။တာမန်ဒီလိုအဲ့ဒီခေအဲ့ဒီခါဗမာမင်းကလေးတွေဝတ်တဲ့ပုံစံတမျိုးလေး။ပြီးတော့သပင်ဖားလဲရတယ်တနခါအဖွေးတာနဲ့ တော့ရေကူးသားတဲ့မိန်းကလေးတယောက်ကဘလို့ဘလို့ခန္ဓာကိုယ်မှာတနခါအပွေးသားရှိတယ်။အဲဒါဆိုတော့စိတ်ဝင်စားပြီးအဲ့ဒီကောင်မလေးကတော့စကားချင်းကတော့ဗောဗျာစကားပြောတော့ဗောယောက်ျားလေးဆိုတော့လေမိန်းကလေးမိန်းကလေးမင်းမပြိုလှလှလေးမြင်တယ်ကျွန်းပေါ်မှာတယောက်တည်းမြင်တယ်ဆိုတော့တွားပြီးတော့နေပါသူလဲသူ့အနေနဲ့သူပါညာတရကရှင်းမော်ဗောတယ်မလို့တွားတော့ဗောဗျာစကားတော့ပြောတော့ဗောကောင်မလေးနဲ့ကောင်မလေးကိုချင်းကတော့ကောင်မလေးကလည်းကောင်းမွန်စကားပြန်ပြောတယ်နဲ့ ကောင်မလေးကပြောဆိုတော့ तू ကသူတို့ကဒီပုံမှာပဲနေတာလို့ပြောတယ်တဲ့သူ့မှာအခိုလည်းရှိတယ်အဖေလည်းရှိတယ်အမေလည်းရှိတယ်ပေါ့နော်ဟိုအခိုတို့အဖေတို့အမေတို့ကခိုးဘကျွန်းနေကိုသွားတယ်ပေါ့နော်အဲ့တော့သူစိတ်ထဲမှာထင်သွားတော့ဩဒါသူတို့လှေလော်နေတာပြင်မှာပေါ့နော်လှေလော်တဲ့အဖွဲကပြင်မှာပေါ့ဆိုထားခဲ့အဲ့လိုနဲ့သူရေကွင်းရေကွင်းနဲ့တပြေးပြင်းနဲ့ဘလို့နောက်ရက်တွေရက်တွေပေါ့ဗျာအဲ့လိုကြာလာတော့ကောင်မလေးနဲ့သူအမြဲတွေ့တွေ့ပြီးတော့ သူလည်း easy clear ရင်းနဲ့ကော်မလေးနဲ့တူနေကြိုက်သွားကြိုက်သွားပြီးတမီးစားဖြစ်သွားကော်မလေးကတော့အမြဲတမ်းဘလို့ချင်းလဲဆိုတော့မနာပိုင်းနေဘူးတဲ့အချိန်လင်းလင်းတဲ့အချိန်ဆိုမလာနဲ့ပေါ့နော်တခြားလူတွေတွေ့မယ်နော်အဖေတွေအမေတွေတွေ့မှာပေါ့နော်စိတ်ပူတယ်ဟောသူနဲ့တကယ်လို့သူ့ကိုတကယ်ချစ်တယ်သူနဲ့တကယ်တွေ့ချင်းနေဆိုရင်ပေါ့နော်ညမိုးချုပ်တဲ့အချိန်ရေကူးပြီးလာခဲ့ပါဘောသူစီ အာညာတငယ်ချင်းကအဲ့ဒီကောင်တွေကဘယ်သူမှမရှိတဲ့အချိန်နဲ့အာဘလူးမမရှိတဲ့အချိန်ဆိုအိုညပါဗျာတငယ်ချင်းတွေအားလုံးလမ်းကွဲပြီးွားပြီပေါ့ဗျာဘယ်သူမှမသိတော့ဘူးပေါ့နော်သူကနေသူတယောက်တည်းအဲ့မှာရေကူးပြီးအဲ့ဒီကျွန်းကိုသွားတယ်သွားပြီးကော်မလေးနဲ့သူညံ့ညံ့တော်တော်ချိန်တယ်ကော်မလေးနဲ့တော်တော်ချိန်ပြီးအဲ့မှာပဲหนีပြစ်တယ်หนีပြစ်တယ်ဆိုတော့လူငယ်ဘာသာဘောပေါ့ဗျာသဘောပေါက်ပေါ့နော်အဲ့ဒါကော်မလေးနဲ့ချိန်တယ်ကော်မလေးနဲ့အဲ့မှာသွားပြီး EC ကလေးတယ်ကော်မလေးနဲ့အဲ့မှာနှံ့နေတာပေါ့ကျွန်းပေါ်မှာ တဖြည်းဖြည်းနဲ့ဒီကောင်ကဘာဖြစ်လာလဲဆိုတငယ်ချင်းတွေနဲ့ဂိုင်းကွဲလာဆရာကြီးကလည်းတို့ပြောတာပေါ့မင်းအချိုးတွေကအញ្ញလိုမဟုတ်တော့ဘူးပေါ့နော်တော့တညာလုံးအဲ့ဒီမှာဒီကောင်ကောင်းမနဲ့နေနေပြီးတော့မနေ့ကျတော့ training နေပြတ်ဟာတဖြည်းဖြည်းနဲ့သူကဘယ်လိုပြောမလဲဆိုလေ့ကျင့်ခန်းတွေပြတ်လာဆရာကြီးကလည်းဆရာကြီးကိုလည်းမလွန်ဆန်နိုင်တော့သူကဘယ်လိုပြောမလဲဆိုတော့ဟော အဲ့ချင်းမူးသူနဲ့ရေကူးသလိုပုံစံမျိုးပေါ့ဗျာကူးနေရင်လည်းရေနစ်သွားတာမျိုးတွေပဲဖြစ်တာဟောတခြားတငယ်ချင်းနှစ်ယောက်ကသူ့ကိုဝိုင်းကူကယ်ပြီးတော့ဆရာကြီးကိုပြောတော့ဗောဆရာကြီးဘောဒီအခြေအနေတိုင်းဆိုရင်တော့ဒီကောင်ကိုဟိုရင်းလုံးလုံးမရဘူးပေါ့နော်ဒီကောင်အရန်ကြနေပြီပေါ့ပိန်နဲ့ပိန်သွားတယ်တအားပိန်သွားတယ်ပေါ့နော်ပြီးတော့တက်လုံးနဲ့အရင်တော့လည်းမရှိတော့ဘူးပေါ့နော်တရက်တငယ်ချင်းတွေက အဲ့လိုပဲလမ်းခွဲပြီးွားတော့ဒီကောင်ဘာတွေများလုပ်လဲမူကြီးစေဘွားတွေဘာတွေများတုံးသလားပေါ့နော်တိကျင်လို့တငယ်ချင်းတွေချောင်းတော့ချောင်းတာလည်းအဲ့ဒီចောင်းဆရာကြီးကတငယ်ချင်းတွေကိုပြောတာပေါ့နော်မင်းတငယ်ချင်းတွေမင်းကိုရမှာဒီကောင်ဘာတွေလုပ်လဲဆိုတော့မင်းတို့ကမင်းတို့လူငယ်ပါတာပါวะလေးလာစုံစမ်းပေါ့နော်ဆရာကြီးကတော့ဒီကောင်တခုခုစေဘွားပါ냐တုံးဆွဲနေတယ်လို့ထင်တယ်ပေါ့ဗျာအဲ့တော့ ရာကြီးကအဲ့လိုပြောတော့ကျန်တဲ့တငယ်ချင်းနှစ်ယောက်ကလည်းဒီကောင်းကိုချောင်းတယ်ဗျအဲတငယ်ချင်းတွေအဲ့လိုပဲစကားပြောဆိုပြီးသူတို့ညနေလိုအပ်တဲ့လေ့ကျင့်ခန်းတွေပါရေလှုပ်ပြီးရေတွေပါရေကူပြီးသွားတော့သူတို့လမ်းခွဲကြလမ်းခွဲပြီးတော့ကဲမိုးချုပ်ပြီးဘောအားလုံးမင်းလည်းမင်းအိမ်ပြန်အိတ်တော့ငါလည်းငါတို့အိမ်ပြန်အိတ်တော့လမ်းခွဲလိုက်ကြလမ်းခွဲလို့ပြီးသွားတော့တငယ်ချင်းတွေကတိုင်ပင်သားတဲ့အတိုင်း အตาလေးဒီကောင်းတော့ကနေနောက်ရောက်ခံပြန်လိုက်နောက်ခံပြန်လိုက်တော့ဒီကောင်းကအိမ်ဘက်ကိုတော့မသွားဘူးပြီကောင်းဒါလေးကလဝိဘက်ကိုသွားတယ်သွားရသွားပြီးအင်ဂျီဝေဆာချော့အတွင်းကောင်ပေါင်းပြီနဲ့အင်ဂျီဝေဆာကိုသူကဟိုဟာနဲ့ပတ်လိုက်တယ်သူပါလဲပလတ်စတစ်နဲ့ပတ်ပြီးတော့အဲခြုံဖို့တစ်ခုအောက်မှာသူဖွက်တယ်ဖွက်ပြီးတော့သူအဲအတွင်းကအော်ဒင်းလေးနဲ့ရေကူးဘောင်းမီလေးနဲ့ ူရေကူးရတယ်ဟိုဘက်ကန်းကိုသူရေကူးရတဲ့ကျွန်းပေါ်ဒီရတငယ်ချင်းတွေကဝေးတော့ဗျာမမြင်ရဘူးပေါ့နော်တဲတဲကောကဒါပေမဲ့ဒီကောင်အဲ့ဒီကျွန်းကြီးတော့ကူးသွားပြီအော်တငယ်ချင်းတွေကဘာပဲဆောင်ငါတို့လည်းလိုက်ကူးကြရအောင်ဒီကောင်ဘာသွားလို့ဒီချင်းဒီကျွန်းပေါ်အဲ့နဲ့တငယ်ချင်းတစ်ယောက်ကလည်းဟုတ်ပြီပေါ့ဒါဆိုရင်ဒီဒီကောင်နောက်ကနေဒီတိုင်းလိုက်လို့မဖြစ်ဘူးအမင်းကဟိုးဘက်ကနေပတ်ကူးငါဒီဘက်ကပတ်ကူးမှာပေါ့ ။တဘောဗျာဒီဒီကျုံးဗျာဒီတိုင်းတဲတဲ့မကူပဲတကြောဟိုဘက်ကပတ်ကူတကြောဒီဘက်ကပတ်ဘူး။တို့လည်းတချမ်းနေရာတွေကနေအဲ့ဒီကျုံးပဲကူးတော့ဗော။ကူးပြီးတော့ကျုံးပေါ်အတားလေးခိုးတယ်။ခိုးတဲ့အချိန်မှာဒီကောင်ကတခါတဲ့အဲ့ဒီမှာကောင်မနဲ့အဲ့မှာကျုံးပေါ်မှာပျော်ပါနေတော့ဗော။ပျော်ပါနေတော့တို့ကတော့မျက်စိနဲ့မြင်နေတဲ့ကောင်မလေးတယောက်နဲ့ပျော်ပါနေတယ်ဗော။အမေတို့မျက်စိထဲမှာမြင်တဲ့ ကောင်းဥစ္စာကအမျိုးသမီးရကောင်းမလေးချောချောလှလှမဟုတ်ဘူးနော်အင်မတန်မှယုံရင်ကြမ်းတမ်းပြီးတော့အရန်ကြောက်စရာကောင်းတဲ့အမျိုးသမီးတယောက်ပါမျက်နှာကြီးကကြောက်စရာကြီးအဲ့နဲသူတို့တကယ်ကြီးကိုသူကပြောတာပေါ့နောက်နေ့ကျတော့ဆရာကြီးကိုပြောပြတော့ဆရာကြီးပဲဒီကောင်ကျောင်းပေါ်မှာကော်မတီကြောင်းနေတယ်သူတို့ဆရာကြီးကလည်းဒီကောင်ကိုဖြောင်းပြတယ်ဒါရိုက်တော့မပြောဘူးပေါ့ဗျာသိတယ်မလား ကိုတက်လန်းလုံးနေတဲ့အချိန်မှာအမျိုးသမီးအနောက်ရှက်မဝင်စီနေတော့ဘာတော့ညာတော့ဆရာစိုးရဲ့ဆရာစားဆရာအနေထားနဲ့ပေါ့ဗျာသိတယ်မလားစကားပညာနဲ့ပြောတာပေါ့နော်တကယ်ချင်းရလဲတကယ်ချင်းလျော်ဝဲကွာတကယ်ချင်းကွာမင်းကွာဟာလာငါတို့တွေရီမန်းချက်ကနိုင်ငံကိုစားပြုလက်ရွေးစင်တွေဖြစ်ဖို့ပေါ့နော်မင်းအခုလိုမျိုးခွဲထောက်သွားမယ်မင်းအခုလိုမျိုးလုံးနေမယ်ဆိုရင်ငါတို့ရဲ့တကယ်ချင်း၃ရောက်ရဲ့ရီမန်းချက်ဖြစ်လာမှာမဟုတ်ဘူး အဲ့လိုမျိုးနဲ့သူ့ကိုပြန်ဆွဲတယ်ဗျာဒါပေမဲ့မရတော့ဘူးဒီကောင်ကအဲ့ဒီမှာလုံးဝကိုအဲ့ဒီနုံနေသွားပြီကိုနောက်ဆုံးတရရငွေချင်းကမထူးဘူးကွာဒီကောင်ကဒီတခါတော့ငါတို့လက်ပုလက်ကြမိရင်တတ်ပန်းမယ်ကွာတတ်ပန်းပြီးဒီကောင်ကိုထိုးကြည့်ပြီးတော့ဆွဲခေါ်လာခဲ့မယ်ကွာအဲ့ရကူးတာဒီကောင်ကူးသွားတော့သူတို့လည်းလိုက်ကူးတယ် ကူသွားပြီးကျုံးမတက်ပြီးတော့အေးအေးကင်မရာကလေသားချမ်းနေအာသူတို့လည်းတက်ပြီးတော့လိုက်သွားပြီးတော့လိုက်ဖမ်းတော့ဗောကလိုက်ဖမ်းပြီးတော့ထိုးကြိတ်မယ်ဗောဒီကောင်ဗောမှတ်လောက်သွားလောက်တော့ဒီတစ်ခါတော့လုံးမယ်ဗောကတို့တငယ်ချင်းဆိုတော့ဗျာဘယ်လိုပြောမလဲဆိုတော့ဇစိမ့်ဆိုရင်တော့တို့ ကူးယူဆိုင်စီအပါရှိလေအခုကရီမန်းချက်သူတငယ်ချင်းတွေပြောကြည့်တယ်မလားငယ်စဉ်ကလေးကငယ်တငယ်ချင်းတွေဆိုတော့ဒီကောက်ဒီဘာမဟုတ်တဲ့သူတို့ကမိမပြတ်လို့ပဲထင်တာဘောနော်ဒီဘာမဟုတ်တဲ့မိမပြတ်တယောက်တော့ ਨੇ ဘဝပြတ်တော့မှာပေါ့အဲ့တော့အဖြစ်တော့မခံဘူးကွာအမုံမဲ့ခံမှာပေါ့ငါတငယ်ချင်းဘဝတော့အပြစ်မခံငါတို့အမုံမဲ့ခံမှာတက်ပြီးတော့ဒီကောက်လက်တီးနဲ့ထိုးတော့ထိုးလဲထိုးပြီးတော့အဲ့ဒီ သူတို့တက်ပြီးလက်သီးနဲ့ထိုးတဲ့အချိန်မှာအဲ့ဒီမင်းကလေးကပျောက်သွားတာလေ။ဟာမသူတို့လိုက်ရှာကြုံးပေါ်မှာကောင်မပဲပျောက်သွားတယ်။အဲ့နဲ့သူတို့တက်လာတဲ့အချိန်မှာပဲကောင်မလေးကအော်ပြီးထွက်ပြေးသွားတာလေ။သူတို့ကဘယ်လိုပြောမလဲပေါ့။သူတို့နှစ်ယောက်တက်လာကြုံးပေါ်တက်လဲတက်လာကောင်မလေးကအော်ပြီးတော့ထွက်ပြေးသွားတယ်။အဲ့မှာအဲ့ဒီကောင်ကိုတကယ်ချင်းကိုထိုးတာကောင်လေးကထိုးလဲထိုးပြီးတော့ခါတဲ့ဆွဲပြီးတော့ကူးတာ။မင်းကူလိုက်ခဲ့ဆိုပြီးတော့ လမ်းခရီးမှာရုပ်နှစ်ယောက်တယောက်ပဲဒီမှာဟိုကောင်လည်းယုံတယ်ရေထဲမှာဒီကောင်ဒီကောင်တော့ကောင်လည်းသပင်းကနေဆွဲတယောက်ကတခါတည်းဒီကောင်ကိုဝင်းလွတ်လွတ်ပြီးတော့ကူးတာလေဆွဲပြီးကူးတာတယောက်ကလေပင်ကနေပြီးတော့သူဖတ်ထားတယ်တဲ့အဲ့လိုဖတ်ပြီးတော့ဒီကောင်ပလက်လှန်ပြီးလေပင်ကနေဖတ်ပြီးဒီကောင်ကအဲရေကူးချန်ပီယံရေထဲမှာရေအကြောင်းသားတယ် အဲ့လိုရုံးရင်းဆန်ခါလုံနေတဲ့အချိန်မှာတယောက်ကအဲ့ဒီတငယ်ချင်းတယောက်ကမြင်လိုက်တာနောက်မှာမင်းကလေးတယောက်ကကျောပေါ်မှာမတ်တရက်ပြီအဲ့ဒီအရက်ကထားမင်လောက်မြင်တယ်တဲ့အဲ့ဒီအမျိုးသမီးကတပြေးပြေးနဲ့ပေါ့နော်အရက်ကြီးကမြင်တာတော့ထားမင်လောက်ရှိတယ်တဲ့ပြည့်ပဲလက်တန်ကြီးကလည်းအရှိကြီးပဲတဲ့အဲ့လက်တန်ကြီးကလှမ်းဆွဲတာတဲ့အဲ့ဒါမြင်တာကရေကူးအဲ့ဒီဟိုကောင်ကမြင်တာမဟုတ်ဘူးနော် အဲ့ကောင်မလေးနဲ့ကြိုက်နေတဲ့ကောင်မြင်တော့မဟုတ်သူ့တငယ်ငယ်တခြားတယောက်ကမြင်လိုက်တယ်အလက်နိုင်ရရှိပဲလှမ်းဆွဲတာလှမ်းဆွဲတာမမိလိုက်လွတ်သွားအာနောက်နေ့ကျတော့အဲ့ဒီတငယ်ချင်းတကသူတို့နဲ့စကားမပြောတော့ဘူးပြောသူတို့နဲ့အပေါင်းင်းပြတ်သွားတော့ဘူးပေါင်းင်းပြတ်ပြီးစိတ်ဆိုးပြီးဟိုကောင်ကလည်းမလာတော့ဘူးတပတ်လောက်ပြောက်အိမ်ထဲမှာပဲခွေနေတယ် အဲ့တော့သူတို့ကလည်းသူတို့ training အတိုင်း training ပေါ့ပဲလောက်တော့ပေါ့နော်လောက်ရင်လည်းအဲ့ဒီတယောက်ကရေငုပ်ရေကူးရင်းနဲ့ရေအောက်ကနေပြီးတော့သူ့ကိုဆွဲချောက်သွားခြေထောက်ကနေဆွဲချောက်သွားဆွဲချောက်သွားပြီးတော့သူမြင်လိုက် သူရေအောက်ကိုရောက်သွားတဲ့အချိန်မှာသူမြင်လိုက်တယ်ဇပင်ဖားလာတဲ့အမျိုးသမီးတယောက်ရေအောက်ထဲမှာသူလည်းဟောကောဟောရပါတော့ကြောက်ပြီးတော့ကမ်းမတ်ကိုသူပြန်ကူးတော့သူ့ကိုအချိန်ချင်းလိုက်ဆွဲတာ ကာမဝတ္ထုပြန်ကူးတော့အဲ့ဒီချိန်သူဖြစ်နောက်ဒီကောင်လည်းမကူရတော့ဒုတိယတစ်ချိန်နောက်တစ်နောက်တစ်ယောက်လည်းအဲ့လိုပဲရေကူးကနေမှရေအောက်ကနေပြီးတော့ဆွဲတယ်သူတို့အားနဲ့အဲ့ဒီကောင်လည်းအဲ့လိုမကူရတော့အာဆရာကြီးကတော့ဘယ်ဆရာကြီးကကျွန်တော်တို့ဒီလိုပဲဖြစ်နေတယ်ပေါ့အာဆရာကြီးကအဲ့ဘယ်လိုပြောမလဲဆိုဒီအယူအယူမရှိတဲ့ဆရာကြီးလေ မင်းတို့ကောင်တွေအလကားပါဗောဟိုကောင်မင်းတို့ကိုရင်းလောက်တာနဲ့မင်းတို့တွေပါရောပြီးတော့တငယ်ချင်းကိုတငယ်ချင်းကိုဆရာကြီးကအထင်တာဗောဆရာကြီးအထင်ဗောဒီကောင်တွေတငယ်ချင်းပတ်လိုက်ခြင်းလုံးငါရေရေထဲမှာသူတို့ဆွဲပါလေပါညာမောကပေါကရတွေငါ့ကိုမင်းတို့ကောင်တွေ reason လာပြီးတယ်တော့မင်းတို့ training တိုင်း training လို့ ိုးကောင်းမှခေါ်ပြီးတော့ training လုပ်ဆိုပြီးတော့သုံးကောင်စလုံး training လုပ်ပါမယ်အဲ့ချိန်မှာအဲ့ဒီကောင်လေးကစွဲခေါ်လာတာပါသွားတယ်ဘယ်လိုလဲဆိုတော့အဲ့ကောင်မလေးနဲ့ကြိုက်တဲ့ကောင်မလေးနဲ့ကြိုက်တဲ့အကောင်ပေါ့ဗျဒီတရေနဲ့ကြိုက်တဲ့အကောင်ပေါ့သူကတရေလားအုပ်စိုးဆောင်လားဘာလားတော့မသိဘူးဗျအဲ့ကျုံးပေါ်မှာရှိတာတဲ့စွဲတဲ့နေရာမှာပါတော့ပါသွားပြီးပေါ်မလာတော့ပေါ်မလာပြီးတော့၃ရက်မြဲနေမှအလောင်းပေါ်လား အလောင်းပေါ်လာတော့အဲအဲ့မှာအကုန်လုံးသူတို့ငယ်ချင်းလေးမှာအထာတစ်ခုရှိတယ်နဲ့လက်ဖြောက်သီးတော့ဗောနော်ကြည့်မငယ်ချင်းတွေတယောက်ကိုတယောက်ဟိုအချိတ်ဆက်လို့ရင်ဟောဥမာပြဆိုပေါ့ဗျာငယ်ချင်းအိမ်ပေါ်မှာပေါ့ဗျာသူတို့ကလမ်းပေါ်မှာပေါ့နော်သူတို့လမ်းပေါ်ကနေလက်ဖြောက်သီးတယ်လက်ဖြောက်တည်ရင်တကယ်ချင်းကအဘွားနဲ့အိမ်မွားနဲ့လက်ဖြောက်ပြန်တည်ရလက်ဖြောက်ပြန်တည်ကအဆက်အသွယ်တို့ကအချိတ်ဆက်ပေါ့လက်ဖြောက်၃ချက်တည်ရင်ပါပေါ့၄ချက်တည်ရင်ပါပေါ့လေအားနဲ့ လေးရတအားချမ်းတယ်ဟာလက်ဖြောက်လက်ဖြောက်ဒီနောက်တော့အဲအဲ့လိုပဲကောင်းလေးတေွားတယ်ဗျတေွားတော့သူတို့ဗမာထုံးစန်းနေတယ်လားအတိုင်းပေါ့ဗျာမိဒီဂျိုပါညာလုံးလက်ပြီးတော့ဟိုရင်းလောက်လိုက်တော့သူကူသွင်းတာပေါ့သူတို့အားကြီးရှင်တော့တော့ဗါလဲမိဒီဂျိုပြီးတော့အဲ့ပြာကိုဟိုရင်းလောက်တော့ပေါ့ကူထဲမှာကူလောက်ပြီးတဲတော့ပေါ့ အဲ့တော့သူ့အမေကိုအိမ်ဖက်ပေးတယ်တဲ့အမေတဲ့ကျွန်တော်ကျုံးပေါ်မှာရှိတယ်တဲ့နေချင်းတယောက်ကိုလည်းပြောပေးပါဘောတူဒီကျုံးပေါ်မှာသူ့အမျိုးသမီးနဲ့သူနဲ့နေနေပါတယ်ဗောအဲ့တော့သူ့ရဲ့ပြာကိုတဲ့ရေမျောပေးပါတဲ့နေချင်းတယောက်ကိုပြောပေးပါဗောသူ့ပြာကိုတငယ်ချင်းတယောက်ယူလာပြီးရေမျောပေးအဲ့ဒါနဲ့တကယ်ချင်းနေရာလဲတွားပြီးတော့သူ့အမေပြောတဲ့အတိုင်းအိမ်မအိမ်မမတ်တယ်ဆိုတဲ့အတိုင်းပေါ့ဗျာရေးတွားမျောပေးတယ်လေတွားချမ်းတယ်ဗျာ ရေသွားမျောပေးရေသွားမျောပေးပြီးတော့အဲ့ဒီနေ့သူတို့ကန်းကိုပြန်ပြီးတော့အပေါ်တက်ခံနေတဲ့ကြောင်လက်ဖြောက်သီးသန်ကြားတယ်အဲ့ကျွန်းပေါ်ကနေပြီးတော့ကျွန်းဘက်ကနေပြီးတော့လှမ်းပြီးလက်ဖြောက်သီးသန်ကြားတယ်တဲ့လက်ဖြောက်သီးသန်ကြားတယ်ဆိုတော့ဥမာသူတို့တငယ်ချင်းတွေပေးထားတဲ့အမှအသားတိုင်းပေါ်ဗျာဥမာရောက်ငါပြန်ပြီးကွာသိဘယ်နှချက်ပေါ့နော်အဲ့အဲ့လိုမျိုးပေါ့နော်အဲ့တော့သူကတငယ်ချင်းတွေကိုသူကလက်ဖြောက်သီးပြီးတော့သူကအတန်ပေးတာပါလဲဆိုတော့ငါစီလာခဲ့ကွာဆိုပြီးတော့ ခေါ်တာပေါ့နော်ဥပမာအပေါ်အိမ်ပေါ်မှာရှိနေတဲ့တငယ်ချင်းကိုအိမ်အောက်ကတငယ်ချင်းကလက်ဖြောက်တီးပြီးတော့ဥပမာမနှက်ချက်တီးရင်မင်းဆင်းလာခဲ့ဆိုတဲ့အသာနဲ့သူတို့တော့လက်ဖြောက်ပြန်တီးတယ်အိမ်အောက်တငယ်ချင်းမင်းပြန်လာခဲ့ဆိုပြီးတော့အဲ့ဒါတငယ်ချင်းတယောက်ကအရန်ခြေခွဲသွားတော့ပေါ့ခြေခွဲပြီးတော့အဲ့ဒီခလေပေါ်ကနေပြီးတော့ရေအောင်တော့တခါလဲဒိုင်မင်းထိုးဆင်းပြီးတော့ကျွန်းပေါ်ကိုကူးလာတယ်ကျွန်းပေါ်တက်သွားပြီးတော့တခါလဲတငယ်ချင်းပေါ့နော်လူတော့မရှိဘူးပေါ့ဗျာကျွန်းပေါ်မှာ ငယ်ချင်းပေါ်တော့ငါတို့ရတန်ရောစရာအများနဲ့ရှိမယ်ပေါ့နော်ငါတို့မင်းတို့တတိယတိုင်းလက်ဖြောက်သီးမယ်ပေါ့မင်းလည်းငါတို့တတိယတိုင်းလက်ဖြောက်သီးပါပေါ့ငါတို့လည်းအများနဲ့ဒီနားမှာရေကူးနေမှာပဲပေါ့နော်ငါတို့လည်းဆောင်းရှောက်ပါအဲ့တော့အရင်တငယ်ချင်းတယောက်ကမြန်မာနိုင်ငံလည်းရွေးစဉ်ရေကူးချန်ပီယံဖြစ်ခဲ့တယ်တဲ့အဲ့တော့နာမည်တော့ကျွန်တော်လည်းမသိတော့ဒါပေမဲ့အဲ့ဒီခေတ်အဲ့ဒီအချိန်မှာသူတို့လည်း လက်ရွေးစင်ရေကူးချန်ပီယံဖြစ်ခဲ့တယ်ပေါ့ဗျာအဲ့နှစ်ယောက်တည်းကတယောက်ပေါ့နော်လက်ရွေးစင်ဖြစ်ခဲ့တယ်မြန်မာနိုင်ငံရဲ့ရေကူးချန်ပီယံနောက်တော့အမြဲတမ်းညာဘညာဘအဲ့ဒီကျွန်းပေါ်ကနေပြီးတော့အမြဲတမ်းလက်ဖြောက်သီးသန်းလူငယ်တွေအဲ့ဒီနာပဝင်းညမှာညာဘဆိုဖြတ်သွားဖြတ်လာလှုပ်တဲ့လူငယ်တွေအမြဲတမ်းကြားရတဲ့ပဝင်းညလူတွေအဲ့ကျွန်းပေါ်ကနေပြီးတော့လက်ဖြောက်သီးသီးနေတာ ဲ့လိုမျိုးအတန်ပေါ့ဗျာဖြောက်ဖြောက်ဖြောက်ဆိုအဲ့လိုမျိုးလက်ဖြောက်တီးတဲ့အတန်မျိုးအများအမ်းကြရတယ်တဲ့အဘေပေါ့ဗျာအဲ့တော့ဒီဇလန်းကဖြည့်ရမှာဇလန်းတစ်ခုပေါ့ဗျာနော်ဟုတ်လားမဟုတ်လားတော့ဖျားသခင်ပဲတိမဲ့ကံရကရှင်ပြောပြရတဲ့လူလည်းဆုံးမတော်ပြီပေါ့နော်အဲ့ဒါကကျွန်တော်ပြန်လဲမျှဝေတဲ့ကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းတွေကိုကျွန်တော်အဖေပြောပြဘူးတဲ့ဖြည့်ရမှာဇလန်းတစ်ခုပါ အဲ့တော့အားလုံးပဲပေါ့နော်တကယ်ချင်းရတန်ရောစင်မြစ်တာဟုတ်လားတော့တော့လွဲမာတဲ့လွဲမာတဲ့အရာဝိသုတကုကိုဆွဲလမ်းမိတဲ့ဘဝရဲ့ဏီကုန်းနဲ့တကယ်ချင်းပေါ့တကယ်ချင်းချင်းချင်းထားတဲ့တန်ရောစင်မြစ်တာအဲ့ဒါလေးကဒီထဲမှာပါတယ်ပေါ့နော်အခုချိန်တော့လက်ဖြောက်တီးတန်ကြားလားမကြားလားမသိဘူးပေါ့နော် ူလည်းသူ့ရဲ့ဘုံဘဝတစ်ခုကိုလွတ်မြောက်ငြိမ်းချမ်းသွားပြီနေမှာပေါ့အေးဒါပါပဲတကယ်ကြီးလို့ရေအားလုံးပဲကျမ်းမာကြပါစေချမ်းသာကြပါစေဗျာနော်လူရဆန္ဒအပေါင်းအားလုံးပြည့်ပြည့်စုံပါစေဆုတောင်းပေးလိုက်ပါဘိုင်ဘိုင်